ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကဘကိုးတိုင်းပြည်ခရိုင်ပြည်မြို့ကနလန်ခရိုင်ကြန့်ခိုင်ရေးရုံးမှာပြည်အောင်စုကြန့်ခိုင်ရေးနယ်ဖွံ့ဖြိုးရေးပါတီကရက်ကွက်ကျေးရွာနေပြည်သူတွေနဲ့တွေ့ဆုံကမဲဆွယ်စည်းရုံးရေးလှုပ်ဆောင်ခဲ့တယ်လို့မြို့ကန်တွေက ပြောပါရယ်ကြန့်ခိုင်ရေးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့လူထုတွေ့ဆုံပွဲအမည်တက်ပြီးတော့အကျိုးမဲဆွယ်စည်းရုံးနဲ့ပွဲကိုမြို့ပေါ်ရက်ကွက်ကျေးရွာအုပ်စုတွေကကြန့်ခိုင်ရေးပါတီရက်ကျေးပါတီဝင်တွေကအုပ်ချုပ်ရေးမှုယာယီမှုတွေကိုဖိအားပေးပြီး ရက်ကွက်နေပြည်သူတွေကိုတက်ရောက်ခိုင်းခဲ့တယ်လို့ဆိုပါရတယ်။အုတ်ချရင်မှုယာယီမှုတွေရဲ့ဖိအားကြောင့်ရက်ကွက်လိုက်ပြည်သူတွေကမဖြစ်မနေတက်ရောက်ခဲ့ရတာဖြစ်ပါတယ်။တွဲဆောင်ပွဲမှာပြည်သူတွေအနေနဲ့ရွေးကောက်ပွဲမှာမဲပေးဖို့ရွေးကောက်ပွဲဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီဖို့သူတို့အစိုးရတက်တဲ့အခါပြည်မျိုးကကျူးကျော်ရက်ကွက်တွေရွှေ့ပြောင်းခိုင်းတာကိုယာယီရဆိုင်ပေးမယ်ဆိုတဲ့အကြောင်းနဲ့ကျန်းခံရေးပါတီတဲ့ဝင်တဲ့အခါစစ်မှုရန်ကနေကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့အကြောင်းကိုပြောဆိုကစီးရုံးခဲ့တယ်လို့သိရပါဗျ။ အတီကာကတော့ရွေးကောက်ပွဲမှာပြည်သူတွေသူတို့ကိုမဲပေးဖို့ ဒီ2025ရွေးကောက်ပွဲကိုပါတီတွေဝိုင်းဝန်းကူညီဖို့ဖြစ်မြောက်အောင်ပေါ့နော်သူတို့ပါတီတွေကိုဝင်လို့ရှိလို့ရှိရင်စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ပေါ့နော်ဒါစစ်မှုထမ်းအသက်ပြည့်တဲ့ကျွမ်းဝင်တဲ့လူတွေဆိုရင်အဲ့လိုပြောဆိုစည်းရုံးတာရှိပြည်မျိုးပေါ်မှာဆိုရင်ကျူးကျော်ရက်ွက်တွေရှိတယ်ပေါ့နော်ရထားလမ်းလို့ဘေးလို့ဟာမျိုးပေါ့လမ်းဘေးဝဲရလို့ဟာမျိုးအဲ့ဒီနေရာကပြည်သူတွေကိုလည်းတကယ်လို့သူတို့အစိုးရတက်လာလို့ရှိရင်ဒါဆိုင်ငံ့အနေနဲ့ထားရှိလို့ရနိုင်တယ်ပေါ့နော်သူတို့အနေနဲ့ညှိနှိုင်းပေးမယ်ဆိုတဲ့တချို့မဲ့လုံးနေနဲ့မဲဆွဲစည်းရုံးနဲ့မကွေးတိုင်းကမ်းမ မြို့မှာလည်းတန်ခိုင်ရေးပါတီဝင်တွေကသူတို့ပါတီတဲ့ပါတီဝင်ဖြစ်တဲ့အခါစစ်မှုရောဥပဒေကနေကင်းလွခွင့်ရှိရဆိုပြီးပြောဆိုစည်းရုံးနေရတွေရှိတယ်လို့ကမ္မမြို့ကန်တွေကပြောပါတယ်။နိုင်ငံရေးပါတီတွေမဲဆယ်စည်းရုံးရမှာနိုင်ငံရေးအရေးမြစ်တွေကိုရှုသုံးတာဟာဥပဒေနဲ့မညီသလိုအခုလိုဥပဒေကိုလိုသလိုလှုပ်ဆောင်ခွင့်ရှိရလို့ပြောဆိုတာဟာလေနိုင်ငံရေးရန်ရာတစ်ခုလုံးဟာစစ်အာဏာရှင်စနစ်အောက်မှာတည်ရှိနေတာကိုမြင်သာစေတယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတယောက်ကပြောပါတယ်။ နိုင်ငံပါတီတွေကဒီကောက်ဝယ်ရမှာမဲဆွဲတဲ့အခါနိုင်ငံအီးမီတွေကိုယူသုံးခွင့်မရှိတယ်လို့အခုလိုမျိုးဥပဒေကိုလ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 ုံးဆောင်နိုင်တယ်လို့ပြောတာဟုတ်လားလေနိုင်ငံရေးမြင့်တခုကိုယူသုံးတာနဲ့အတိတ်ပဲတူတူပဲပြောလို့ရတယ်ပိုဆိုးတာနိုင်ငံ institution တွေကိုမတရားရည်နဲ့ပတ်မှုနိုင်တယ်ပေါ်ပြတူတူပဲပေါ့နော်ဆက်ထားပါအောင်ပေါ်ပြနေတယ်နိုင်ငံရေးနဲ့တခုတော့ဆက်လာပြီးစနေအောင်မှာသိရှိနေရုံနဲ့ဆိုတဲ့ချက်ကိုလည်းပေါ်ပြနေလို့ sales ဆိုတဲ့ရေးကောက်ပွဲကိုဘယ်လိုနည်းနဲ့မရရအောင်ဆိုတဲ့ဒီမိုဘီစီဆန်လုံးတွေကို ဖြည့်ဆည်းတဲ့အနေနဲ့ကျင်းပမယ်ဆိုတော့လေဒီနည်းဖော်ပြနေတယ်စစ်ကောင်စီကသူတို့အရေးယူချင်းသူတွေကိုရွေးကောက်ပွဲဥပဒေအကြောင်းပြပြီးအရေးယူတာတွေရှိတယ်လို့သူတို့အရေးမယူချင်းသူတွေကိုတော့ဘယ်ဥပဒေချိုးဖောက်ပါစေအရေးမယူတာရှိတယ်လို့လဲဥပဒေပညာရှင်တွေကပြောကြပါတယ်စစ်ကောင်စီနဲ့ထိတိုက်တွဲခဲ့မှုတဲ့ဝါရင်ဥပဒေပညာရှင်တယောက်ကတော့ဥပဒေမရှိတဲ့စစ်တပ်ကိုဥပဒေလမ်းကြောင်းအရပြောဆိုရတာပြည်သူလူထုကိုအားနာကြောင်းသူ့ရဲ့အမြင်ကိုပြောပြပါတယ် သူကတော့မဲဆွဲတာပဲလေပြဿနာရှုပ်ပြောတာပဲလေကိုသူကြက်ခံကြီးကပြောတာလေပြီးတော့အဲ့ဒါကိုလည်းပဲအစိုးရမလိုက်နာပါဘူးအဲ့ဒါကြီးကလုပ်လည်းမပြေတော့ဘူးသူကပြီးတော့ကိလို့ခွင်လည်းမရပါဘူးအယူပြောအယူယုံပဲလေစိတ်ဝင်စားပါဘူးအဲ့ဒါဆိုသူတို့ဒုတိယရှုပ်ပြောတာလေစစ်တပ်ဆိုတော့ဘယ်တော့မှလည်းခရီးမတည်ဘူးသူကစော်ကားဘူးလည်းမနေဘူးတရားဥပဒေလည်းမရှိဘူးပေါ့တရားဥပဒေမရှိတဲ့လူတွေကိုတရားဥပဒေစကားနဲ့ပြောရတာပြည်သူတို့လည်းအများအားနာပါတယ်စစ်ကောင်မရှင်ကအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ28ရက်နေ့မှာပထမပိုင်းအဖြစ်မြို့နယ်တရာ2မြို့နယ်မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာတနိုင်ငံလုံးအဆင့်ပါတီ6ခုကရှင်ပြိုင်မှာဖြစ်ပြီး52ပါတီကပြည်내နဲ့တိုင်းလွှတ်တော်မှာရှင်ပြိုင်မှာဖြစ်ပါတယ်။ပါတီတွေရဲ့စံခံရေးပါတီကကိုယ်စားလှယ်ပေါင်း1000ကျော်နဲ့အများဆုံးဝင်ပြိုင်မှု UEC ကိုစည်ရင်းပေးထားပါတယ်။ဒီမှာတည်ပြီးပါ